ဒုညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆိုင်းဆရာမစပယ်ပြင်းတို့ရဲ့မြောင်ဖျားကအလွမ်းရသည်ဆိုတဲ့ဝတ္ထုလေးကို အပိုင်းချက်အနေနဲ့ဖတ်ပြပေးနေကြတာပဲဖြစ်ပါရဲ့ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်းဆက်တည်ပါရှင်။အကြွေးစကားတန်သည်ကျမနစီကိုပြင်းပြစွာရိုက်ခတ်သည်လူကထိုင်နေရက်ကပင်တစ်ချက်မျှရိုင်းခြင်းသည် အံ့အားသိမှုကနှလုံးအိမ်ကိုပြင်းပြင်းထန်ထန်ခုန်စေသည်အံ့ဩစိတ်နှင့်ပင်အတွဲကိုစူးစူးဆိုက်ဆိုက်ငိမ်မောနေမိသည် အတွဲကစိတ်မသက်သာဟန်ပြုံးလိုက်ပါသည်ကျမရှိဒီတို့ထုတ်ပြောရမည်ကို သူဘလောက်များအာတုံအာနာဖြစ်နေရှာမည်လဲဒီညတိလို့သားစကားမဆက်ဖြစ်ရင်သူလည်းဘရုံးမှထုတ်ဖို့ပြောတော့မည်မဟုတ်ကျမလည်းသိခွင့်ကြုံတော့မည်မဟုတ်တိလိုက်ရတော့လေတစ်ဖက်တွင်ကျင်းနေရသလိုတစ်ဖက်၌စကားဆက်မိလေခြင်းဟု တပြန်တလဲအာနာစိန်နဲ့နောင်နာရလာပြမသည်မကြသေးဘူးအမရဲ့တနှစ်တောင်မရှိသေးဘူးအပေါင်းနဲ့ယောက်ျားတိုက်ပွဲမှာကြသွားတာလေသူစိတ်ထဲမှာဗမာစစ်သားတတ်တယ်လို့ပဲစွဲနေတာတကယ်တော့စစ်ရဲလို့ဖြစ်လိုက်နှစ်ဖက်အပြန်လန်တက်ကြတော့တာပဲဒါပေမဲ့အားကိုရမယ်ပြီးစိတ်လဲထိခိုက်သွားတဲ့အပေါင်းနဲ့ဒီလိုလဲမစင်းစားနိုင်ဘူးဗမာဆိုတဲ့နာမည်ကြားရင်တော့သူမျက်နာပြတ်တယ်ဗမာစကားသံကြားရင်လန့်နေတာပဲဆိုပါတော့ စိတ်မကောင်းစရာပဲနော် အမှန်မင်းစိတ်ထဲလှိုက်ခနေဖြစ်ရပါသည်အကြောင်းတစ်ခုခုရှိမည်ထင်ခဲ့တော့လေဒီအကြောင်းကြောင့်ဟူတော့မတွေ့မီနာကျင်ရိတ်တန်းသောမျက်ဝန်းများကျမအပေါ်စိတ်သက်သောမျက်ဝန်းများဗမာဆန်လာသောမျက်နှာရိပ်ကိုတွေ့မြင်နေရခြင်းဗမာစကားပြောဆိုခြင်းများက သူ့ကိုနာကျင်စေခဲ့မီခုတော့စာနာနာလဲစိတ်နဲ့ကျမငြိမ်နေမိရပါသည်အမတော့ဘာကြောင့်မလဲလို့စဉ်းစားလိုက်ရတာ ဒီနေ့သူ့မျက်နှာကိုဒီလိုမြင်လိုက်ရတော့လေဘာမှမစင်စားမိတော့ပဲသူအခုမှအမကိုခင်လာတယ်လို့ထင်နေတာရောက်စားတော့အမကဒီလိုလာတဲ့ဧည့်သည်လို့ပဲညီမသတိပေးထားရလဲပါပါတယ်ကို့ဘာသာအလုံများနေတော့တေချာလဲစကားမပြောပြကြဘူးသူစကားတောင်သိမပြောတာတွေ့တော့တွေ့ရလေဒါမှလည်းသူ့မှအားကိုရရလဲဒီအတော်ပဲရှိတော့အတော်အိမ်လာနေတဲ့အခါကျမခလိုနေဒီလိုနေပြီမပြောချင်ဘူး မိဖို့ကန်းစီမှပကံခွက်ရောင်များသိမ့်စီသံအာနော်ဤစကားသံသူ့အမေဤတုံ့ပြန်သံများကြားနေရစေအတွဲကတစ်ချက်မျှနားဆွေဟန်ပြုပြီးမှစကားဆက်ပါသည် ခုတော့အနေကြတဲ့အခါအမကိုသူခင်လာရဲ့ထင်ပါတယ်အမကခင်စရာကောင်းတယ်ထင်တယ်တဲ့ကျမတို့တည်းရပြောပြတယ်ဒါနဲ့ပဲအမအကြောင်းပြောပြပြီးရောအပေါင်းနံကစိတ်မကောင်းဖြစ်တော့တာပေါ့အမရဲ့သူမျက်နှာကြတော်ပြက်နေတာကျမလည်းအဲ့ဒီတော့မှအမကိုစိတ်ချမ်းသာအောင်ထားပေးအောင်လို့ပြောပြရတယ် သူ့ဘာသာနေသားသလိုနေပါစေအတွက်အမရပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါဒါမဲ့အခုလိုပြောင်းလဲလာတော့ကျွန်မလည်းစိတ်ချမ်းသာရတာပဲလေအမဆိုလည်းပြောတာမပြောတာစိတ်ဘလောက်ချမ်းသာမလဲမသိဘူးမဟုတ်ဘူးလားကျွန်မပြုံးရင်မိပါသည်ဒါလည်းမှန်နေပြန်တာပဲဒီအခိုင်မိဘကန်တကားပိတ်တန်ကြရသည် သူတို့သားမိစကားသံများကအိမ်ဘက်သို့နီးလာသည်ကလေးကတည်းအီအိတ်ချင်မိချင်းအတွဲကအပြစ်မဲ့သူလှမ်းကြည့်နေသည် ခန်းစည်းကလှုပ်ခန့်နေ၍အပြင်ခန်းသို့သားမီရောက်ကြသည်ကိုတစုံတစမြင်နေရသည်အိမ်တကမာကြီးပိတ်သံကလေးကဤစဲမလူနန်သည်ကလေးကိုချီပွေးလျက်အခန်းရှိကဖြစ်သည် စကားတစ်ခွန်းတစ်ခွန်းလှမ်းပြောသည်အတွင်းနှင့်အပြင်အလှန်စကားတစ်ခွန်းတစ်ခွန်းဆိုကြသည် နောက်တော့သူတို့အခန်းတကားပိတ်သံကြရသည်နယံသာချား၍ကလေးဤသံမိခင်ဤချမတော်များကိုကြားနေရစေပင်ကျမတို့နှစ်ဦးကိုအတွင်းနှင့်ကို ခဏမျှယဉ်နေမိကြပါသည်အမအတွဲကိုကျမက လက်ချီကမေးဆက်ပြလိုက်သည်အတွဲကချက်ချင်းမပြောသေးဘဲယူမောင်းနေသည်တစုံတစ်ခုပြောလိုပုံသို့တော်တွေ့ဝင်ဟန်ဘာများပါလဲညနေတည်းကအမကိုပြောချင်နေရရှာအိုရားနေရပဲနေ့လယ်ကတွေ့ခဲ့တဲ့အကူအလေးအမအချောင်းကိုတော်တော်သိထားတာပဲနော်လင်းတန်ကလင်းထိန်ဤမျိုးဝများကိုကျမမြင်အောင်လာပါသည် သူ့မျိုးဝများကစိတ်သက်ခြင်းမရှိကာလရှည်ကြား ရင်းနှီးသည့်ကြိုင်ခဲ့သလိုထို့အမျက်ဝန်းများကြောင့်လည်းသူ့ဘက်ကဘလောက်ခင်မင်းရင်ဆွဲရှိကံမှန်းသိခွင့်ရသည်ဘလောက်ကယူဆိုင်ရှိကံမှန်းလဲစကားပြောဟန်များနဲ့ကျွန်မသိခွင့်ရသည်အတွေ့အော်ဒါဟုရှိမိခဲ့သလားသူကလေအမအူကြောင်းကလေးကစိတ်ဝင်စားနေကြလားမသိဘူးနော် ကျွန်မတော့ပထမနေ့လာကလေးကသိတယ်လို့လူဖြစ်နေတာမနေ့ကတွေ့တော့ပို့သေးချသွားတယ်အတွေ့အရှိမှာတော့လေကျွန်မရှင်ရွှင်ရပါသည် မှန်နဲ့ထင်ဟန်နေသောအပြုံးရိပ်ကလည်းရှက်ပြုံးမှုများအမြင်တက်ရလိမ့်မလား။ကြောင်းတော့အတော့မဟုတ်နိုင်ပါဘူးအတွေ့ရင်အမကဒုတိယနေ့ကလေးကယောက်ျားလေးတငယ်ချင်းရှိနေပြီ။ရီးစားတာမဖြစ်သေးရ။နောက်ဆုံးနဲ့လည်းရောက်ရောအဖြေပေးရော။သူဒလောင်းသိရအဲ့ဒါလေသိမှာပဲ။ဒါကြောင့်အမကမပြောခင်ကနေမှာပေါ့။မင်းကလေးကရီရီမောမောအရှက်မပေးဟန်။ကျမမရီရွယ်ပဲမျက်စောင်းချီမိပါသေး။စာရေးစရာလုပ်အောင်မလို့လား။ ဟွန်းဇညိုရေးမလို့ကျမစိတ်မထိန်နိုင်တော့ပဲရီမောင်းမိတော့သည်မှန်နေမြင်ရတော့ခုအရင်မျက်နှာအတွက်ကို့ဘာသာပင်ရှက်ရပြန်တယ်လို့လို့အိယာဝင်ကြသည့်အထီးအထွဲကစကားတထိုးစေစက်ကောင်ကလင်းတင်လေတို့ညကတော့မြင်သာထင်ရှားသောအိမ်မက်မပြန်သည်မအိတ်ခင်မဲစကားကောင်းရတာကြောင့်လားမသိအိမ်မက်ထဲ၌တက်ကသူသူပြန်ရောက်နေသည်ဒီတစ်ချိန်တော့လင်းတင်ကိုပြပြတတမြင်ရသည်ကျမ၏မအောင်မြင်ခဲ့သောအချစ်ဇလန်းကိုမြင်ရသည် ယုံကြည်ခဲ့သောချစ်သူကမယုံကြည်ဝဲဇလန်းများကိုနောက်ွယ်နိုင်ပိုင်ပိုင်နိုင်နိုင်ကပြနိုင်သူဖြစ်နေသောအခါအချစ်နိုင်မယုံကြည်တတ်တော်သောကျမကိုကျမလည်းပြန်မြင်ရပါသည်ပြီးခဲ့သောညကအိမ်မများဝေးလည်နေသည်မှာတရေပြန်တော့ဒီအိမ်မကြောင့်မယ်အိမ်မရပြန်မယ်နနလင်းလို့မှပင် အိပ်ပျော်သည်ထင်ကျမအိယာကတော့နေကြည်ပင်ခြံဝင်းထဲသို့ပွန့်ပွန့်လင်းလင်းဖြာကြနေပြီမိဖို့ကန်တိုင်းချက်ပြုတ်သံများနဲ့အသက်ဝင်လျက်ရှိပြီအာနော်သည် မိဖို့ကန်းနဲ့အိမ်တို့အကြားကမြေခွက်လက်တွင်စော်ကစားလျင်အိမ်နောက်ဘက်ကရေချိုးကန်တွင်မျက်နှာသိကိုလက်တန့်စင်သောနေကြည်သာပွင့်သည့်ရာသီဥတုကအိမ်များစိမ်ခြံနောက်ဖက်စီရိုအထွက်တွင်သောအဝေး၌နှင်းမုံများဆိုင်းဆဲဖြစ်သည်ကိုမြင်ရ၏တိမ်၌ဖြူဖြူတို့သည်တောင်စင်တန်း၏အလယ်မှတရွေ့ရွေ့ဖြက်လျက်ကြံကင်းစိမ်းများတို့ကတော့စောင်းလေတုပ်သည်နှင့်ရင်းကနေကြပြန်သည်ရေစက်တို့ကမျက်နှာပေါ်တွင်ကပ်နေသည်မို့ လမ်းတစ်လျှောက်၌လေတိုးလျင်အေးမြတ်များ အိမ်ထဲသို့အမြန်ဝင်ရ၏အခန်းထဲ၌အထွဲကညဝိအဆုံများကိုလဲလေလျင် ကျမကိုမြင်သည်နှင့်သူမျက်နှာတစ်ချက်လှပ်ပါသည်အတော်ပဲခုပဲဖုန်းလာသွားတယ်ကိုလင်းထင်ရဲ့ဟုတ်တော့ကျမသည်လှမ်းလှစခြေလမ်းကိုပင်ရက်မိတော့မလို့ဖြစ်ရသည်ဖက်နဲ့ဆော့ဆော့စီစီ GSM ဖုန်းသုံးမရသေးကပဲကံကောင်းတရုတ်ဖုန်းကဝယ်မီဝယ်မီနဲ့မဝယ်မီသေးရပါပဲကံကောင်း ရေစက်လက်နှစ်မဲနက်နာပူခြင်းလာသည်အကျွဲကတော့ပြုံးဆာဆာအမောက်လဖက်ရီတောက်ရအောင်လို့တဲ့ခုပဲလာခေါ်မတဲ့မတော်ကြံပါဦးဟဲ့အိမ်မှာပဲမနှက်စာစားနေရပဲဟာကျမတို့လမ်းနောက်ညွှန်လိုက်ပြီးကျမကလိုက်ခဲ့ဖို့တဲ့မအောင်လို့ပြောလိုက်ရတယ်အတွဲမှမပါပဲပြီးတော့ဟိုတနေ့မှတွေ့ထားတဲ့ဥစ္စာရေတုပ်ပြီးတော့မျက်နာပေါ်နှုတ်ရည်ပပပုတ်လင်းကျမစုံမိသည်အတွဲကအဝိအစားပင်လဲပြီးပြီမနှက်စာစားပြီးရင် ရုံစောစောသွားရန်ဟုဆိုလေသည်။သွားပါအမရဲ့ကျမတကယ်မအားလို့ပါနော်။ပြီးတော့တခြားသူလည်းမဟုတ် ကိုလင်းတင်ပဲကျမစိတ်ချပါတယ်။သူ့ဘာသာတဟိဟိရည်နေသည်။ကျမမှာတော့ဘလို့လို့ရပါဟုစိတ်ကထူဘူးလားဗျာမသည်။မအားဘူးလို့လဲဘာကိုအကြောင်းပြရမှာပါလဲ။အလုပ်လဲရှိသူမဟုတ်။နောက်စကန်းတစ်ခုမသွားရမချင်းအားလန့်နေသူ။အတွဲတို့ကမူခုတလုံးမျိုးပေါ်ကဘောရာကြောင့်များစီရောက်ဖြစ်နေကြသည်မို့ စကန်းတစ်ခုခုသွားရင်အချောင်းကတော့နှစ်ရက်သုံးရက်လောက်နေမှသိရမည်ပင်တည်ကြားတဲ့ရံဖန်ရံခါပူပန်စိတ်နဲ့ရောက်ရက်ခန့်နေ gain ဒီလိုခင်မရသူတရရောက်ရှိနေတာကပဲစိတ်ပေါ်ပါစရာများဖြစ်တယ်မလားဂရင်မော်တူတူဝေထန်လိုက်တော့အဝတ်လဲပါဟုအတွေ့ကတိုက်တွန်းသည်ဂျာနစ်မင်မတက်တာတော့ပဲအဝတ်လဲရသည်ပခုံးကြောင်ရောင်ဆန်နှံများကိုဘီးနှစ်နှစ်ချက်သုံးချက်တက်ရသည် မျက်နှာကိုပေါင်နာပပတို့ရသည်နှာခမ်းကို အစီနေနေတင်သည်အင်ကြီးလက်တို့နှင်းတော့မဖြစ်သည် အေးလာသည်လေဆွဲတာတည်းထွက်ဝေးရသည်ဂျင်းမောင်းမိဝေးရသည်နိုင်ရမောကနိုင်လက်တန်သည်ခုနှစ်နာရီခွဲသို့ညွန်ပြလျက်ဒီစင်မှာပင်အိမ်ရှိရင်ရက်လိုက်သောဆိုင်ကဲ့သန်းနန်းချာနွဲတို့အိမ်လာဟုမင်းမြန်သည်အတွေ့အဟောလာပြီဟုရေရွတ်ကအိတ်ခန်းထဲကလွင်ကနေထွက်သွားသည်ဂျမသူနောက်ကလိုက်လာရပါသည်လင်းတင်သည်ခြံအပြင်တွင်ရက်နေဆွဲတာအင်းကြီးအညိုမမိုင်းလက်ရှိနေမူလူကြီးတရားအတွင် သူအပြုံကတော့နန်းနက်ခင်းနေရာအောက်တွင်ထင်းလျက်နွဲကိုလက်ဖက်ဆိုင်ပို့ခြင်းလို့နန်းတွဲကနွဲမရောက်ဖြစ်သေးဘူးဆိုတာနဲ့သွားအောင်မှာပဲလို့အဲ့ဒီလက်ဖက်ဆိုင်တဆိုင်တည်းရှိတာဆိုလားလက်ဖက်ရလည်းအရသာကောင်းနေဗျလက်ဖက်ကြီးကြိုက်တဲ့သူဆိုရင် အလွမ်းပြေတာပေါ့နေပါအောင်ကျမအဒီကိုအရင်ရောက်တာလားရှင်းရအရင်ရောက်တာလားမြန်လာသောစိတ်ကတစ်ချက်လွတ်သည်ရန်စွာသောစကားသည်ရင်းနှီးပုံကိုဆောင်သွားလိမ့်မလားသူကမူပြုံမြဲပြုံထားသည် ထားပါတော့ဗျာဆိုလားအတွဲကုံနှုတ်ဆက်လေးရဲ့ချမ်းရှိကထွက်ရပါသည်ကျမသည်လင်းထင်မောင်းနေသောဆိုင်ကနောက်ကညင်၍လိုက်လာမိသည်စံရွယ်တို့ကလေတိုး၍တလွင်လင်းစောင်းလေကအေးအေးမြမြအင်ကြီးလက်ရှိဝတ်ထားရနေမင်းအေးလာသလိုလိုဆိုင်ကယ်သည် လေကိုခွန်းလေးရဲ့ရှေ့သို့တေးရိပ်တိုးနေသည်လမ်းသွက်လေးမှသည် လမ်းမပေါ်သို့တက်လိုက်သည်မိုင်းချိုင်အုပ်ချုပ်ရေးရုံမိုင်းချိုင်ဟိုတယ်ဆေးရုံတို့ကိုတေးရိပ်ဖြတ်ခဲ့သည်ဘေးဘီဝဲရရင် တိုက်တန်းများဆိုင်ကမ်းများဈေးသွားသူအမျိုးသမီးများဈေးကပြလာသူများကိုတွေ့နေရသည်ဒီလမ်းသည်မိုင်းကြိုင်၏အထက်လမ်းမကြီးဟုပင်ဆိုနိုင်မည်ထင်သည်လမ်းသွယ်တို့ကဒီလမ်းမှမှပဲခွဲဖြားကြသည်ခောက်ဆွဲဆိုင်တို့တွင်နနက်စာစားသုံးသူတို့နှင့်ပြည်လျက်လမ်းတရှောင်တွင်ညဝဆောင်နှင့်ဝန်ထမ်းအမျိုးသားအမျိုးသမီးငယ်များအုပ်စုလိုက်ရှောင်နေကြသည်ကိုမြင်ရပြန်သည်ဝစ်စကုတ်အနီအပြားလမ်းလေးခွဆောင်ရောက်တော့တပ်ဖက်တွင်လောင်ကစားရုံတရုံကိုလမ်းတွေ့ရသည် ညာဘက်၌အပြင်မရောက်ဘူးသေးသည်မို့ညာဘက်မြင်ကွင်းကိုတော့မသိတော်တော်များစီလင်မလားအဝိုင်းကိုကြော်တော့လမ်းမအတိုင်းဆက်သွားသည် လင်းထင်ကလည်းစကားမစို့ကျမကလည်းကိုအတွင်းနေကိုမိုဘိုင်းဖုန်းဆိုင်လူသုံးကုန်ပစ္စည်းဆိုင်အဝတ်အထည်ဆိုင်သစ်သီးဆိုင်စပင်းကျဆိုင်တို့သည်လမ်းဘေးဝယ်ရာ၌ရှိနေကြသည်ကချင်စာတရုတ်စာတွဲလျက်ရေးသားထားသောဆိုင်နံများများလမ်းဆောင်တိုင်းကဆိုင်ကယ်ကယ်ရီများကိုတွေ့လိုက်ရသည်သည်တရုတ်လူမျိုးများ ကျန်းဖုံကျန်းဖုံဟုခရီးဆိုင်ခေါ်နေသည်ကိုပင် ကြားလိုက်ရပါသေးသည်။ကျမကတော့မြကြီးနားလမ်းကိုသုံးခဲ့သူမို့တရုတ်ပြည်ဘက်ကပတ်လာရသောလမ်းကိုမသိပါ။မူဆယ်ကတဆင်တရုတ်ပြည်ကျဲကောင်ကိုဝင်ကကျဲကောင်မှရွှေလီ ရွှေလီကျန်းဖုံလမ်းဖြင့်မိုင်းကြိုင်အောင်လာရသည်ဆိုပါလား။ လင်းထင်ကလည်းမြကြီးနာကတဆင်လာခဲ့သူသူအလွတ်လောက်ရာ NGO ကဒေဒေတာမှလာပြီးကုညီရဲ့အတွက်ဆွေးနွေးသည်ခီလိလာသည်ခီဆိုပါသည် သူနှင့်အတူပါလာသည်မှာ အဖွဲကနှစ်ယောက်ရှိသေးသည်ဟုမနေ့ကဆိုသည်မိုင်းကြိုင်ဟိုတယ်မှာတဲနေကြတာပဲဆိုင်ကကတေးရိပ်ပင်ခီးစားလာသည် နောက်ထပ်လမ်းလေးဝအစုံတိုင်းညာဘက်သို့ချိုးပေးလိုက်သည်ရှေ့တွင်ဈေးရှိသည်မို့ကျမသည်လမ်းကိုကောင်းကောင်းသိပါသည်ဈေးထိပ်တွင်ရှိသောလက်ဖက်ရည်ဆိုင်ကိုပင်လင်းထင်ညှိုးနေတာဖြစ်လေသည် ဆိုင်သည်နနတ်ဈေးအသွားပြန်နနတ်စာဝင်စားသူများနေစီလျက်ဆိုင်ဆိုင်မော်ဤတေးတီတန်ကဆိုင်ထဲသို့ပြန်လွင်လျက်ဆိုင်နောက်ကဝိုင်းလွတ်တွင် ကျမတို့နေရာယူမိကြပါသည် လင်းထင်ကလက်ဖက်ရည်ကြားစိမ့်ပါသည်ကျမကကော်ဖီခက်ခါပါသည် မုံကတော့ပလာတာပေါမုတ်ချက်ဥကြော်များရနိုင်သည်တဲ့ဒါနဲ့မင်းချက်ဥပလာတာနှစ်ပွဲမှာရသည် အချို့လားအစိမ်လားဆိုတော့နားရှုပ်စေ။လင်းတင်ကအစိမ်ဟုဆိုသည်အချို့ဆိုရင်နှုတ်ဆန်းပေးလိုက်မှာဆိုပဲ။ ဒီနားတဝိုက်ကဆိုင်များတွင်ဗမာစကားပြော၍ဇီးဝရတာအခက်အခဲရှိတတ်တော်လဲခုလက်ဖက်ရည်ဆိုင်မှာတော့ဗမာစကားတွင်တွင် သုံးနိုင်တာရှက်ရှာပါပါပဲကော်ဖီရောက်လာတော့လဲအရသာကအစဉ်ပြေနေပြန်ပါသည်နန်တွဲတို့နောက်ထပ်စကန်တစ်ခုသွားရင်ညွယ်လိုက်သွားမှာပေါ့လိုက်သွားရမှာပေါ့ပရောလဲတော့မသိသေးဘူးလေမကြတော့ဘူးလို့တော့ထင်တာပါပဲအားများအရင်ညွယ်ကိုအဖေါ်လိုက်ပေးချင်ပါတယ်မလိုပါဘူးလင်းထင်အထွန်းရှိတာပဲဟာ လင်းထင်ကဘာကြောင့်မှမသိပြုံးမြနေပါသည်လက်ဖက်ရည်ကိုအရသာခံနေပြန်သည်လက်ဖက်ရည်ကြားစင်ကိုလည်းတမကြိုက်သားပဲကော်ဖီတောက်ပြီးလက်ဖက်ရည်ထပ်တောက်လို့လျင်တောက်နိုင်သူသို့တော့ခုတော့မမာတော့ပြီသူကမနှက်စာကြည့်မိဆိုခဲ့သည်ကို ရွှင်စင်ကပြောတော့နွယ်အခုအလောက်ကနားလာရတာဆိုဟုတ်တယ်ပြန်မပဲအလောက်ပြောင်းရမယ်ခွင့်တက်လာပေးလိုက်တာအဲ့ဒီရတဲ့နှင်းเจ้าမှလည်းလှုပ်လာကြပြီဆိုတော့မိသားစုလိုဖြစ်နေပါဘောလင်းတင် ကျွန်မထွက်စားတော့လက်မခံဘူးခွင့်မရလာတာကော်ဖီပူပူကအချမ်းပြေစီသည်နနက်၈နာရီနေပါပေမယ့်အေးအေးပူစဉ်ဒီအချိန်ရန်ကုန်မှာတော့ရာသီဥတုအပူကိုနည်းနည်းပဲဖြစ်ဖြစ်ခံစားနေရပြီပေါ့ရန်ကုန်ကိုစဉ်းစားလိုက်ရင်ကျွန်မစိတ်ပြတ်လာသည်မှာကားကြက်ကြက်တိုးစီရခြင်းနဲ့ရင်ကြောပိတ်လွန်၍ခုနောက်ပိုင်းအချိန်ပိုကြခြင်းများပင် ကျွန်မတို့၏အသက်တွေသည် ကားပေါ်မှာပဲကြီးရင်ချရသလိုဒီလိုနေရာကြပြန်တော့လေနေနေကြမဟု၍ ်တဟဇာတာမပြင်းတာရှိရမည်။ရာသီဥတုကသိနေပြီလူလဲမရှုပ်ထွေကားများကိုရန်ဖန်ရန်ခါမှသာတွေ့ရတတ်သည်။ဆိုင်ကပင်ရှုပ်ရှုပ်ထွေထွေမရှိ။နွဲ့ညမလေးနဲ့အစသွေပြက်နေတာဘလောက်ကြာပြီလဲ။အတွင်းနဲ့ငင်းနေရကကျမလင်းထင်ကိုငင်းကြည့်လိုက်ပါသည်။အရင်ကသာဆိုရင်ဒီလိုမေးကမျိုးမေးရင်ကျမဒေါသထွက်လိမ့်မည်။ညမလေးဟုပင်နန်းစားအသုံးမခံ ခုတော့စိတ်ပြောင်းခဲ့ပြီလေ။စိတ်ပြောင်းခဲ့ပြီဆိုသည့်ထက် အပေါ်ရန်အလှတစ်ခုကွာကြလျက်အတွင်းကပကတိစိတ်နှလုံးပေါ်ထွက်လာခြင်းလင်းထင်ကျမအိမ်ချောင်းဘလောက်တည်လို့လဲမိကူမိသူကိုအမေးထပ်ဆင့်ခြင်းမျှပင် လင်းထင်ကစိတ်ရှည်သူပြီလားအပြုံးမင်မပြတ်ရွှေစင်ပြပြသလောက်ပါပဲနှဲ့မှာမိတွေးရှိတယ်ညီမလေးရှိတယ်ခုရှာနေတဲ့ညီမလေးကမိတွေးရမွေးတာဆိုတာပဲပေါ့ပြီးတော့အဲစိတ်တော့မစိုးနဲ့နော် ။အိမ်နဲ့တိတ်အဆက်အသွယ်မရှိဘူး။အိမ်နဲ့အဆင်မပြေဘူးဆိုတာတော့နောက်ဆုံးနေ့တောင်းအကြောစားစရာကြားဖို့ပါတယ်။ကြားဖို့လေဆိုတာတဲ့ကျွန်တော်မေးကြည့်ရဆိုရင်ပုံမှန်ပါတယ်။ကျွန်မနဲ့ရွံ့ကြော်ရွာကြော်များဖြစ်နေရတယ်လို့မေးကြည့်တယ်ဆိုသောစကားကိုစိတ်မဆိုးပြေ။ဒီတနေ့တော့မြန်လာသောစိတ်ကတမျိုးနူးညံ့နေပြီ။ကျွန်မကိုယ်တိုင်ကစိတ်ရှည်လက်ရှည်ရှင်းပြလို့ပြန်သည်။ကျွန်မအကြောင်းပြီးတော့ကလေးကရွာမပြန်မြစ်တလောက်ဖြစ်သွားတာပဲ။ပွဲစားယူပြီးတော့ကျွန်မအရေးလေးဆုံးတော့တစ်ခါပြန်ဖြစ်တယ်။ အလောင်းမြေကြတာနဲ့ပြန်လာတာပါပဲအဖေကတော့အဲ့တုန်းကစကားစားပြောတာပေါ့ဒါမဲ့တခြားသူတွေတော့မပြောဖြစ်ဘူးမိတွေရောညီမလေးရောဘာမှစကားမဆက်ဘူးသူတို့လာပြောတော့လဲမေးတခွန်းပြောတခွန်းပဲอืมနေအဲ့ဒါသူတို့နဲ့တွေ့ရနောက်ဆုံးမင်းဆိုပါတော့နွယ်အဖေနဲ့哦အဖေနဲ့တော့ရန်ကုန်ရောက်ပြီးနောက်ပိုင်းအဆော့တယ်မပြတ်ပါဘူးတလားတစ်ချိန်လောက်တော့ဖုန်းဆက်ပါတယ်အသက်လဲရလာပြီးအလုပ်သိမ်းလို့နိုင်တော့ဘူးဆိုတော့တလားတစ်ခါကျမငွေပို့သေးတယ် အဖေကိုအတတ်နိုင်ဆုံးတော့စိတ်ချမ်းသာစေချင်တာပဲနင်းထင်။ဒါမဲ့ကျမတို့ကိုမြင်လိုက်ဒေါသကြီးထွက်လာရင်အဲ့ဒီအတူတွေပျောက်ကုန်ရော။လင်းထင်ကကျမကိုငေးနေပါသည်။ကျမ၏အတွင်းစိတ်ကိုလှမ်းမြင်လေသလား။ငယ်နှုစဉ်ကအနာတရားစိတ်ကိုမြင်နိုင်သလား။ကြီးပြင်းရင်တိုင်ခဲ့သောဘဝတစ်ချောင်းကလေးဘဝဖြစ်စဉ်တို့ကအရေးလိုမိုးတဲ့ဒီကိုနားလဲပါရဲ့လား။ညီမကလည်းအခုနောက်ပိုင်းအဖေတို့နဲ့အဆက်အသွယ်ပြတ်နေရပဲပေါ့နီ။ဆယ်ရန်မအောင်မရောက်ကြနောက်လိုက်တော့ အဖေကစိတ်ဆိုးတာတော်တော်နဲ့စကားမပြောဘူး။အဖေကစိတ်အမှန်ကြီးတယ်ကျမလိုပဲ။ဒီဒီချိန်မှာတော့ရင်စရာမဟုတ်ဒီကိုကျမရင်မုံမိပါသည်။နင်းထင်ကမူပြုံးလျင် ကျမစကားပြောစီကို ဖြတ်၍မမေးမပြောငေးမြဲငေးလျင်မျက်လုံးအကြည့်ချင်းဖြတ်ကနေဆုံးသည်။ကျမအလင်းမြဲအကြည့်လွှဲလိုက်ရပါသည်။အိမ်ကိုကလေးငငယ်လေးနဲ့နောက်ဆုံးတစ်ခေါက်လာသွားသေးတယ်တဲ့။ကလေးကိုလည်းမချီညီမကိုလည်းမေးတခွန်းပြောတခွန်းပဲတဲ့။ မြမလည်းနောက်တော့စိတ်မကောင်းဖြစ်လို့လားမသိရောက်မလာတော့ဘူးပေါ့လေစစ်စလာတော့အဖေတို့ကစိတ်မပူသေးဘူးဘာလို့ဆိုတခုခုဆိုညီမကဆက်သွယ်မှာပဲလို့ထင်နေတာနောက်ဆုံးတော့အဲ့ဒီတဝိုက်ကရွာတွေအကုန်ပြေးရတဲ့သတင်းကြတော့မှအဖေကစိတ်ဆပူတော့တာပဲခုတော့ညီမဒီအထိလိုက်လာရတာဆိုပါတော့လင်းထင်ကပင့်သက်ရှိုက်လိုက်ပါသည်နွဲညီမကိုနွဲချက်သားပဲညီမသူ့ကိုဖြတ်ခနဲကြည့်မိပြန်ပါသည် သူ့မျက်ဝန်းအကြီးက ခြေထဲဝင်လိုက်ထွက်လိုက်လှုပ်ရှားနေသူများချန်ရောက်လျက်သူဘာကြောင့်များဒီလိုပြောတာပါလဲကျမဖွင့်ဟ၍ဝန်မခံခဲ့သော စကားများပဲဘလို့လုံးပြောနိုင်သလဲမကျင်ဒီနေရာကိုနှဲ့ပဲလာမလဲအချိန်မျိုးတစ်ခုခုပြတ်လာနိုင်တဲ့နေရာကိုနှွယ်စွန့်ပြီးပယ်လာမလဲအဖေကလာခိုင်းတာကိုလင်းထင်ရဲ့တောင်နဲ့အလျှော့မပေးလို့သောဗီဇာကပေါ်လာပြန်သေးသည်လင်းထင်ကကျမကိုမျက်နှာချင်းဆိုင်လိုက်သည်သူ့မျက်ဝန်းများ၌ကိုယ်စကားကို ိတ်ထားပိုင်နိုင်သောအရင်များတပြက်ပြက်လှုပ်ရှားလျင်အဖေကခိုင်းနာကိုနွယ်လူလူချင်းချင်းမရှိရင်လောက်ပါမလားနွယ်အဖေအောင်နွယ်ဒီညီမလေးကိုစိတ်ထဲကချစ်တယ်ဆိုတာမသိရင်ခိုင်းပါမလားစဉ်းစားကြည့်ပါဦးနွယ်ဒီခီးကိုလာရဲဆိုတာနွယ်အဖေကိုလည်းချစ်လို့နွယ်ညီမကိုလည်းချစ်လို့ပဲကျွန်တော်တို့ဒီလိုပဲမြင်ပါတယ်ပေးလူများအကဲခန့်ရခတ်သည်ဟုကိုကိုကိုတေချာခဲ့သောကျမစိတ်နှလုံးသားကိုလင်းထင်ကဘလို့မြင်သလဲမြင်နိုင်ခဲ့သလဲ ထုံကနာ၌ကျမပြုံးမိသည်ဟမ်မလို့သောအပြုံးအပေါ်ရင်အလွာတစ်ခုကိုခွာချသောအပြုံးသူစကားကိုညင်းလဲမညင်းထောက်လဲထောက်ခံပြီးမစို့နှုတ်ဆက်ညင်သက်လျက်အကြည့်ကိုတော့ဆိုင်ရှိလမ်းပေါ်ကမြင်ကွင်းစီပို့ထားမိသည် ဖြတ်သွားဖြတ်လာသူတို့ကိုငေးသည်ဆိုင်းဆိုင်မော်၏သချင်းသံကိုနားဆင်သည် လင်းထင်ကျမအားငေးနေသည်ကို မြုံမွန်းထား၌မြင်နေရပါသည်လင်းလေကင်းတေးတမောအိစင်၆အိမ်မကတကြောပြန်လှုပ်ခတ်လာခဲ့သည် ကျမသည်တောကြီးမြန်ကြီးတိုင်းရောက်နေပြန်သည် တောလမ်းပေါ်မှာခြုံနယ်ပိတ်ပေါင်းလို့ရန်ထားသောတောလမ်းလေးပေါ်မှာတောကိုအထက်ထက်တို့တော့မြက်ခင်းပြင်ကျစီရသည်လဲပြူခွေခေါင်းနေသောမိန်းကလေးသွေးတန်တရေရဲ့မြက်ခင်းစိမ့်အစိမ့်နဲ့အနီတို့ရောနေသောအကြီးတန်အလားမမလိုက်လာမှလို့အဆိုင်တည်သားပဲသူ့မျက်လုံးလေးစိတ်ပိတ်တော့ရင်ကဖြုံးကနေဟာသွားပြန်သည် အော်တန်ကနှလုံးအိမ်ထဲကယုံထားလာသည်အဆိုင်ရဲ့ ဒီမှာပင်အိမ်မကနူးသည်စားနှဲ့အိမ်မတို့ကဒီနယ်ပင်ဝိုးတော်နိုင်လေသလားရောင်းမရောက်ရမတ်ထပ်ပြန်သည်လားအိယာဘောကငောက်ကနေထထိုင်တော့နာရီထံအကြည့်ရောက်သည်ညနေ၄နာရီအိမ်သည်တိတ်ဆိတ်နေမလွန်းနံကကလေးကြုံနေတော့ဖြစ်မည်နာရီသင်တစ်ချက်ချက်သာမဲမှုနေတော့သလိုပြတင်းနှင့်အခန်းတကားတို့နာရီတက်ဆင်ထားသောခန်းစည်းစအပြာနုနုကတော့လေယူရာတင်းရင်လျက်လှုပ်လှုပ်ခက်ခက်အိမ်ပြမမအတန်းဆို၍ ချက်တို့ဤတစားစားပြူသောအတန်ငှက်တို့မြည်တန်းကိုသာကြားနေရသည်ဒီလိုတိတ်ဆိတ်လို့များတော့လေစိတ်ကတမျိုးတမီချောက်ချားသလိုအေးလေအိမ်မက်ချောင်ဖြစ်မှာပါကရင်မော်ကခြေချသည်မျက်နှချင်းဆိုင်မြေနေရသောကြည်မှန်နှင့်အကြည့်ရသည် အသက်30ကျော်အရွယ်မိန်းမတစ်ယောက်ဤစိတ်ပင်ပန်းခြင်းတဝက်ဘဝတွင် နေပြောခြင်းတဝက်အရေးထင်နေသည်မျက်နှာအားကိုရာဘသူမှမရှိဘူးဆိုရင်ဘဝကိုအဆန်ကူးခတ်ခဲ့သော တစွတ်ထိုးဆန်ဆန်မိမတယောက်ဤမျက်နှာဆန်ရွယ်ပြွန့်နှွံ့နှံ့များသာအနာတမထားနေမျက်လုံးမျက်ဖန်သာကြည်ကြည်လင်လင်ရှိမနေဘူးဆိုရင်ဒီထက်များရင့်လျော်နေမလားတော့ကကြောင့်လေလင်းထင်လဲအသက်30ကျော်ပါပဲသို့တော့ ူကတော့ယောက်ျားသားမို့ပို၍အွယ်တင်နှုတ်လေသလားအတူရှင်ကြည့်လျင်တော့မိမသားကအဝိတ္တဇာအခြေသားတို့ကြောင့်မတိတာရုပ်ရည်ချင်းအသားရည်ချင်းရှင်ရင်တော့သူကပုံနှုတ်တယ်လို့ဩဘယ်နဲ့ဘယ်နဲ့တွင်းလင်းထင်ကဘဲကပားနဲ့ရောက်လာတာပါလေကိုဘသာလက်ခဏပြောရင်းအခန်းထဲကထွက်လာသည်မလူနံတော့မရောက်တော့သည်ကော်ဖီတစ်ခွက်လောက်ဖြော်သောက်ခြင်းသည်မိဖို့ကန့်ပတ်ကူရင်အိမ်ထဲကထွက်လိုက်သည် ဒီအခိုက်ဆိုင်ကယ်တန်းကအိမ်ရှိရင်ရပ်သွားသည်ကျမလမ်းဘက်သို့လှည့်ကြည့်လိုက်ပါသည်ဖခင်ဗျာစစ်သားတယောက်ပါလားသူဒီဆိုင်ကယ်ပေါ်ကဆင်းနေသည်စိတ်မြသောစိတ်ဝေဆုံးနေကချင်းလူရဲ့တအူတနက်ကိုပခုံးထက်ချိန်လျက်အိမ်ဝိုင်းထဲသို့လမ်းဝင်လာပြီကျမသည်ရက်နေရမှပင်မြဲလျက်ခြေကိုတလက်မှပင်မရွှေမီနယံကိုကြောင်းမီကထားမိသည်ကျမမျက်လုံးများကဝင်းလာသူကိုဆူဆူဆိုက်ဆိုက်ကြည့်နေမိစေ KIA စသားကိုဘဝရင်ပြင်ပနိုင်တစ်ချိန်မှမမြင်စဘူး။တနတ်ကိုမမြင်ဘူးလည်းမဟုတ်။ရန်ကုန်မှာလည်းရမ်းမှန်ရန်ကကားနဲ့လှက်ပတ်ကြသူတို့ထံမြင်ရတာပဲ။သို့သောတနတ်လွယ်လျက်လျှောက်လာသူတို့အုပ်ကိုမြင်ရသည်နှင့်ပင်နှလုံးသွေးများရက်တော့မလို့တထိတ်ထိတ်ဖြစ်လာရပါသည်။သူကခြံဝိုင်းနဲ့ခြေလမ်းသုံးလေးလမ်းများဝင်ပြီးတော့မှကျမကိုမြင်သည်။သစိမ့်မို့လေလား။သူသည်ခြေလမ်းများတုံ့ရသွားသည်။တက္ကနာများစဉ်းစားဟန်ပြုတ်ပြီးမှဆက်လျှောက်လာပါသည်။ မလူနန်တို့ပဲသွားလည်းမသိဘူးနော်။ကျမကိုကချင်တိုင်းသူမဟုတ်မှန်းတော့လွလွဲအကဲဖန်နိုင်မုံ။ကလေးចောင်းသားကြိုရရှင်။ဘာဘာကိစ္စရှိလို့လဲမသိဘူး။ကျမအတန်းမှာစိတ်လှုပ်ရှားလွန်ဟန်များရောစွာနေလိမလား။မတက်နိုင်။ကြောက်စိတ်ဝင်လာသည်ကိုတော့မထိန်နိုင်ပေ။ဒီနေမီကိုလိုက်လာရခြင်းမွေးခဲ့သောတတိယလည်းဘဲចောင်းသူကတ်နေပြီလေ။သူကလှမ်းလှဆခြေလမ်းများကိုရက်နေရသောတော်ပါသေးသည်။ငါခဏဆောင်လို့ရမလား။အေးရပါရဲ့ရှင်။ ဖះဖះခဏတောင်စောင်းအောင်လို့ရဲဗမာနေရပေးရပါမိဖို့ကန်နဲ့ထိုင်ခိုင်းရမလားဒီမြေပြင်ကျဲမှာပဲခုံယူပေးလိုက်ရမလားတွေ့ဝင်နေစဲမှာပဲလမ်းဘက်စီမှာအာနော်ဤရေတံလေးကြာရသည်ကျမသည်ကဲတင်ရှင်ကိုတွေ့လိုက်သလိုပင်လှိုက်ခနဲဝမ်းသာသွားသည် မလွတ်နိုင်လို့ပြန်လာကြပြီဟုအတန်ထွက်ရပြီးရေယွမိပါသည်ခြံဝန်း၌သားမိပေါ်လာသည်ကိုမြင်ရသည်သူတို့လည်းဧည့်သည်ကိုမြင်တော့အံ့ဩဟန်နောက်တော့ပြုံးကြသည် အာနော်ကတော့ပြေးလာကဧည့်သည်ဤရင်ဝင်နေတိုးဝင်လိုက်ပါသည်ခုတော့လဲစစ်ဝတ်ဆောင်တနတ်တို့နဲ့မလိုက်ဖက်အောင်သူ့မျက်နှာကရွှင်ပြုံးက ကလေးကိုမြူနေသည်တီလူနဲ့တနတ်ကိုလွတ်လွတ်ကင်းကင်းချထားလိုက်ပြီးရောကျမသည်မလူနန်နဲ့ဧည့်သည်စကားပြောနေပုံကိုတက္ကနာမေရောငေးကြည့်နေပြီးမှမိဖို့ခန်းထဲသို့ဝင်လာခဲ့သည်ဘသူပါလိန်ဟုဆက်ဆွလူစိတ်ကတော့မိမပီပီယုံကြလျက်အင်းလီငါနဲ့လဲဘာမှလည်းမဆိုင်ပါပဲ။ ခေါင်းတစ်ချက်ခိုင်ရန်ကခုမှစိတ်လူကိုလိုပြုံးမိသည် ကော်ဖီတစ်ခွက်ဖြော်သည်အိမ်နောက်ဘက်သို့ထွက်လာခဲ့ပါသည် အနောက်ဘက်မြင်ကွင်းကတော့နေဝန်ချိန်လည်းမမီစောသေးတော့လဲစောင်းညက်နေမှုနေရောင်ကတော့မိုင်းရှင်နေပြီအယောင်အိုအိုနေကြီးကစိမ့်မြမြမြင်ကွင်းစိမ့်မြမြတောင်တန်းတို့ကိုလွှမ်းထားတော့လဲတမျိုးတစ်ပါးသာကြည်ကောင်းမြန်သည်ငေးမောနေစဲမှာပင်ဆိုင်ကယ်တန်းကြားရသည်နှုတ်ဆက်တန်းရည်တန်းစကားတန်းများ ဆိုင်ကယ်တဖြည်းဖြည်းဝေးသွားသည် ခုမှပင်အတော်အဝါရှူနိုင်သည်ဘာကြောင့်များကြောက်မိပါလဲတနှက်မြင်ရလို့များလားဒါမှမဟုတ်စစ်ကိုမတွေ့ဘူးရင်များတတ်တီသွေးနဲလီလျော်သလားဒါနဲ့များဒီလိုနေရာကိုလာရသည်တဲ့ခုနေဒီတဝိုင်းတိုက်ပွဲဖြစ်ရင်ဘယ်လိုလုပ်ရမည်နည်းနှစ်ဦးပိုင်းတို့ကတော့လက်နက်ကြီးပစ်သေးဆိုလားအိုးကျမတယောက်တည်းမှမဟုတ်ပဲသူတို့တွေနဲ့ရောပြေးမှာပေါ့ကျမသည် ငင်းငယ်ရင်မယူခင်ကြီးပြင်းလာတော့ကလေးများဖြစ်တော့လဲစစ်ပွဲနေနင်းနီးဆက်ဆက်တိတ်ခွင့်ရတော့အတွေ့အကြုံရှိရှေ့တန်းပြန်သွားကြည့်ကြသည်ဆိုတော့မမတို့လိုအတွေ့အကြုံလည်းမရှိပေါ်တာအလဲကြလိုက်သည်ဆိုတော့ဦးလေးတို့၏အတွေ့အကြုံကကြားဘူးနာဝါရှိလိုက်သည်သည်ရှေ့လေးလုံးအရေတော်ပုံစသောနှစ်မှာသူငယ်တန်းရောက်လျက်ကချင်ပြည်နယ်ငင်းငယ်ရင်ယူသောနှစ်မှာငါးတန်းချောင်းသူစစ်တိုက်တန်းဝင်ကစားဘူးတော့ကတော့မကြောက်ပါပဲလားကစားလို့ကောင်းလိုက်သည်ဖြစ်ချင်းခုတော့တတိကခတ်ချောင်းချောင်း ရောင်းမိရောက်ရာအတွင်းများပင်မို့တယောက်တည်းပြုံးမိတော်သည်ဒီအခိုင်နောင်နာစီ၌ခြေတန်ကြသည်အာနော်လားကျွန်မစက္ကနဲလှစ်ကြည့်မိတော့မလူနိုင်သူ့လက်တွင်က ချက်မောင်နှင့်ဘဲသည်များဂိုင်လျင်ခြံနောက်ဘက်၌ဟင်းရွက်ခူလာပုံသူကကျွန်မကိုငေးလျင်ခဏမျှသာမျက်လုံးဆိုင်နေပြီးမှပြုံးပြပါသည်တောင်ရဟင်းချက်မလားမလူနိုင်ချက်မောင်ဟင်းမယ်ဆရာမဘဲသည်ရကြော်မယ်မလန်းမကန်ကလန်းချင်းလေးသည်မိဖို့ဘက်သို့ဥတီနေသည် သူကထိုလန်းချင်းလေးဘက်သို့မသွားသည် နေရာမရွေရလျက်တခုခုပြောအောင်မလို့ဟုထင်သည်တကယ်လဲသူရင်ပြောကြရရှိနေပြီသည်ခုနကငါမျိုးသားရဲ့ညီလေးဆီယမကလေးကိုမုတ်ဘူးလာပေးတာငါတို့မရောက်ခင်တွေ့လိုက်ရတော့သစိမ်းဝင်လာပြီထင်နေမှာပဲပြောမထားမိဘူးအားနာတယ်နော်ရပါတယ်လေဆီယမကြောက်သွားသေးလားမကြောက်ပါဘူးရပါတယ်မလူနိုင်ရဲ့ခုမှပဲမလူနိုင်ကစိတ်သက်သာရရဟန် ဆော့ဆော့ကအိမ်ထဲအနိုင်ကတ်ထားမိစဉ်ကို့မျက်နှာကို ပြန်မြင်ရင်တော့ဘယ်သူ့ဘယ်ပုံရှိမည်မသိမကြောက်ကြောင်အာနာစိမ့်နဲ့လိန်ညာမိသမျာမလူနံဝေးဝေးရောက်မှသာကျွန်မပြုံးနိုင်မှာတော့သည်အမကြီးမရွှေစင်စရာ ဖုံးလာတယ်အိမ်နောက်ဘက်တွင်ဘလောက်များအထင်ကြတာငေးမောနေမိသည်မသိအတွဲပြန်အောင်တန်ကိုပဲမကြဒီအနောက်ဘက်စီသူလျှောက်လာရေခေါ်တော့မှသိရသည်အတွဲသည် သူ့ဖုန်းလေးကိုကင်ကကျမစီလမ်းပေးသည်ရွှေစင်ဘာရေးကိစ္စများပေါ်လေတလဲ ။မြင်ကြီးနာစီလည်းတရုတ်ဖုံးမှာသုံးနေနေရဆိုတော့ကျမမေ့နေခဲ့ပါသည်။ရွှေစင်တို့အိမ်တွင်လည်းတရုတ်ဖုံးရှိသည်ဖြစ်၍အတဲကိုခွန်တောင်းကရွှေစင်ထံဆက်နိုင်သည်လည်းမေ့လျော်ခဲ့သည်။တကယ်ဆို ကျမအစဉ်ပြေကြောင်းတာကြောင်းမှာကြောင်းသူ့ကိုအတိပေးခဲ့ဖို့ကောင်းပါသည်။ကျမအတွဲလန်းပေးသောဖုံးကိုလက်ခံယူကထူလိုက်သည်။ငါ့အမဖုံးလေးပါလေးဆက်ဖို့တတိမရဘူးလားမင်းသမီးရဲ့။ငါဖြင့်နင့်ကိုဘလောက်စိတ်ပူနေလဲဆိုတာသိရဲ့လား။တိုက်ပွဲတွေဖြစ်နေတယ်ဆိုလေနင့်ကိုစိတ်ပူလေ။ မိုင်းအားဖြင့်သာခြားနားတော့လေတငယ်ချင်း၏ရင်တွင်းကတန်ရုံးစင်၏အပူကိုကျွန်မလမ်းမြင်နေရပါသည်ကာလအတန်ကြာအေးနေရကတိုက်ပွဲများတကြော့ပြန်ဆပြီလေမန်စီမြို့နယ်မှာကျွန်မတို့၏ဗမော်ခရိုင်အတွင်းမှာမန်စီမြို့နယ်ကတိုက်ပွဲသတင်းများကိုကြားရလေတိုင်းကျွန်မကိုချစ်ခင်သူများစိတ်ပူပန်ကြမိကိုတွေ့မိသားပဲသို့သောအဆက်အသွယ်လုပ်ရန်ကိုမူတတိတရာမရှိခဲ့ပါဘူးဒီနေ့ဝေးသားပဲငါ့ကိုစိတ်ချပါရွှေစင်ရဲ့ဒီမှာတော့အေးအေးဆေးဆေးပါပဲ ငါလည်းဖုန်းမဆက်ဖြစ်ဘူးဆိုတာဘာရဲမဟုတ်ပါဘူးခဲ့ငါဖုန်းကလည်းပိတ်လိုက်ရတော့မဆက်ဖြစ်တော့တာနောက်ပြီးတခုခုထူရင်ငါဆက်မလို့ပါပဲဘာမှမထူသေးတော့နင်တို့စီလည်းမဆက်ဖြစ်အိမ်ုံလည်းမဆက်ဖြစ်ဘူးလေခင်တွေရသူကြီးအတန်ကိုကြားရမှာပင်ဝမ်းနဲ့စိတ်ကအဆပေါ်လာလေသလားကျမအတန်မရရင်အောင်အတော်ပင်ထိန်းယူရသည်သို့တော့အဆုံးသက်၌တုံရင်လှုပ်ခတ်ခြင်းသည်အင်ကိုဖုန်းမဆက်ဖြစ်သောအကြောင်းများမှာဒီအချက်သည်အဓိကကြပါသည် အဖေအတန်ကိုကျွန်မကြားနိုင်စွမ်းရှိမည်မဟုတ်အဆုံးထိနာဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်။အပိုင်းစနစ်ကိုဆက်လက်ဖျက်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။